single ပါပဲ single ကတော့ဟိုပုပလင်ပြောရင်အရင်ကောင်လေးနဲ့ဟိုပြတ်သွားတယ်အခုချင်းဒီ AC ပဲဘာမှကိုမရှိတာမထားဖြစ်တာပေါ့နော်ချစ်တာကတော့ချစ်တတ်ပါတယ်ခင်ဗျာဟိုကျွန်တော်ကတော့ move on လုပ်ဖို့ခက်တယ်တဲ့မှာပါတယ်အစားတင်လိုက်တာမျိုးတို့အဲ့လိုမျိုးတိတ်ပြီးတော့ကျွန်တော်မလုပ်ဖြစ်ဘူးဘာသာရေးနဲ့ပဲကျွန်တော် AC အဲကိုကိုကဘာကိုတရားအထောက်လိုက် AC ပဲနေခဲ့တဲ့ခါကျတော့အဲ့ဒီကတော့အရင်ကတော့လည်းပြန်ပြောကျွန်တော်ပါဘူးကို AC ပဲဖြစ်နေပြီဆိုတဲ့ခါကျတော့ချစ်တော့ချစ်တတ်တယ်ဒါပေမဲ့ဟို အရင်နောက်ကိုအဲ့သိမ့်မလိုက်သွားဘူးကွာအရင်တည်းမှာပဲချင်းချင်းနေလိုက်တယ်သိရမလားအရင်ကြီးအဲ့လိုမျိုးဟိုဟိုခံစားပြရတယ်မှာတော့မပါဘူးဟုတ်ဟုတ်ကိုနဲ့သိမ့်မသက်ဆိုင်လို့ခံစားရတယ်ကွာအလုံးလုံးဝရက်ထားတဲ့အချစ်ဆိုတဲ့ကိစ္စကြီးရောလူပြိုးကြီးပြိုးမများတယ်ပြောလို့တော့မရဘူးဗျာနော်စကားကကြုံသွားရင်လည်းမကောင်းဘူးဒါပေမဲ့အခုကတော့ AC ပဲကျွန်တော်အဲ့ကိစ္စတွေကတော့ဘာမှပြောချင်တဲ့စိတ်တော့မရှိဘူးဟုတ်ကျွန်တော်ကမထင်မှတ်ပဲဘန်ကောက်မှာလည်းတနေ့လောက်ကြာသွားတယ်အပြန်ဦးတော့လည်းပြန်လုံမယ်လုံမယ်နဲ့အဲ့လိုပျောက်နေရပါဘောနော်အခုတော့ အပြန်တော့စတယ်ဗျာဒါပေမဲ့ကျွန်တော်လည်းပြန်လာလို့ပြန်လာလို့နေပေါ့နော်အဲအဲ့ဒါနည်းနည်းကြာသွားတာပေါ့ဟိုမထင်မှတ်ပဲနဲ့ဟိုလိုသွားဖို့စီစဉ်လည်းမရှိဘဲနဲ့လीအဲ့လိုဖြစ်သွားတာဆိုတဲ့အခါကျတော့အာအခုတော့အလုပ်တွေပြန်လုပ်ဖို့ကျွန်တော်အအစင်းသိအောင်ဖြစ်နေပါတယ်ဟာအာကျွန်တော်မကြခင်တခြင်းအစ်တွေထွက်ဖို့ကျွန်တော်ပြင်ဆင်နေရဗျာတခြင်းအစ်တွေထွက်ပြီးရင်ကျွန်တော်အဇလန်ဝဲဖြစ်မလားရုပ်ရှင်ဖြစ်မလားမသိဘူးအခုအဲဇက်တော့ကျွန်တော်လုပ်နေတယ်အချင်းကကျွန်တော်ကအခု၃ပုတ်ရှည်ရပေါ့နော်ထွက်ဖို့အဲ၃ပုတ်ထွက်လာမယ်အမ်အချစ်တချင်းလေးလည်းပါမယ်အ motivation song လည်းပါမယ်အာနောက်တစ်ပုတ်ကတော့ကျွန်တော်ရွေးချယ်နေတော့မလို့ပြောလို့မရတယ်ကြာဒါအသုံးလုံးခါတယ်ပဲထောက်အဲ့လိုတော့မဟုတ်တစ်ပုတ်ပြီးတစ်ပုတ်ထွက်လာမယ်ဟိုကျွန်တော်အာ YouTube ရှိမယ်ဒီ Facebook တော့အဓိကဒါဒါပဲသွားမှာပေါ့ကျွန်တော်ရှင်းမှာအကွေလဲထွက်ထားတယ်ဟိုပြိတက်ကတော့ကျွန်တော်တခြင်းနဲ့ပတ်သက်ပြီးတော့လည်းဟိုအများကြီးတည်တဲ့ပြိတက်တွေရှိပါတယ်ဒါပေမဲ့ကျွန်တော်ကြားရမှာမထွက်တာလည်းတော်တော်ကြာပြီအာ9နှစ်လောက်ရှိပြီပေါ့နော်အာဇာလန်တွေမြိုက်တာဆိုလို့ရှိရင်လည်းကျွန်တော်ခုနှစ်ကျော်ရှင်းနေလောက်ရှိပြီဗျာ အာကိုဗစ်မတိုင်ခင်လောက်တည်းကလုံးမဲ့လုံးမဲ့နဲ့အကြောင်းမျိုးကြောင့်ကြမ်းချသွားတယ်ပေါ့ဗျာဟိုပြန်လုံးမဲ့ဆိုတဲ့အချိန်မှာလည်းနိုင်ငံခြားရောက်သွားတယ်အဲ့လိုဆိုတော့ကျွန်တော်အနေနဲ့အများကြီးပြိတ္တနဲ့လည်းအများကြီးဆက်ပြတ်သွားတယ်ဆိုတော့ဟိုအခုကတော့အာပြန်လို့ရှင်စိတ်ကလည်းအဲကျွန်တော်နည်းနည်းပြင်းပြပြဖြစ်နေရပေါ့နော်ကြိုးစားနေပါတယ်အရင်တော့ကျွန်တော် MRD4 နဲ့ပဲဇာလံရဲရိုက်ခဲ့တော့လေရှင်းမာကအဲကျွန်တော်ရိုက်ဖို့ပြောထားတာကအဲ့လိုမျိုးကိုဗစ်မတိုင်ခင်လောက်တည်းကစီစဉ်ထားတာရှိတယ်ဒါပေမဲ့အခုကတော့အမ် ့ခေါင်းဆောင်မင်းသားတွေကကျွန်တော်ပြန်ရင်ပဲဇလန်တွဲရပြန်စမယ်လို့ပြောလို့ရပါတယ်တချင်းကလည်းကျွန်တော်ထွက်ဖို့ကအဲ့ဒီတည်းက2020လောက်တည်းကကျွန်တော်ထွက်ဖို့စီစဉ်လာတဲ့တချင်းတွေရှိတယ်ဒါပေမဲ့အဲ့လိုပေါ့ဟိုခုနကပြောသလိုဟိုအကြောင်းမျိုးမျိုးကြောင့်ပေါ့နော်အခုမှအချိန်တန်လာလို့ပြောလို့ရပါတယ်ဗျခံမဲ့ရလို့လည်းမဟုတ်ပါဘူးအဲ့စကားကြီးပါတယ်ပေါ့နော်အဓိကတော့ဟိုပါပေါ့အနုပညာသမားတယောက်အနေနဲ့ဟိုအဆက်အသွယ်ပြတ်သွားတယ်လဲကြာပြီဆိုတော့လေအဓိကတော့ဟိုကြားမှာလှုပ်ရှင်ခဲ့တယ်ပေါ့ဒါပေမဲ့ အကြောင်းမျိုးမျိုးကဖန်တော့ဟိုတချင်းတွေလည်းမထွက်ဖြစ်ခဲ့ဘူးဇလန်းရိုက်ဖို့လည်းဟိုအခွင့်ရတော့လာတော့လာတယ်ကျွန်တော်စိတ်တမ်းမကြလို့လည်းကျွန်တော်မြဲဖြစ်ခဲ့တာလည်းပါတော့เนาะအခုကတော့ producer လည်းကိုကိုရိုင်းကန်လန်းလာတယ်ကျွန်တော်ရရှင်တဲ့ဇက်လည်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြန်ရိုက်တော့မှာဘာသာရေးအခြေခံတဲ့ဇက်ဖြစ်မယ်ဗျအာဒါကကျွန်တော်တိကျတခုမပြောသေးဘူးဗျအဲနောက်တကယ်ရိုက်ဖြစ်တဲ့အခါကျမှနှစ်ကွန်လောက်မှဖြစ်မှာတင်တယ်ဗျအဲ့ခါကျမှကျွန်တော် အဲဆက်ပြန်ပြောပါမယ်ခင်ဗျဟုတ်ပါတယ်ကျွန်တော်ကောင်းဆောင်မင်းသားအနေနဲ့အခုအာပြန်ရက်ပြစ်မယ်ခင်ဗျအခုကတော့ဇက်နဲ့ဇန်ညွန်းပိုင်းကိုကျွန်တော်တို့လုပ်နေပါတယ်ခင်ဗျပြင်ဆင်မှုအနေနဲ့ကတော့ကျွန်တော်ကဒီဇက်ရိုက်ရှင်တွေကတော့ကြာပြီအကြာပြီဆိုတော့ကကျွန်တော်2020လောက်တည်းကအဲ့ဒီကပေါ့နော်အဲ့ဒီ2020လောက်တည်းကကျွန်တော်တခြင်းတွေရောမီနီယာဘန်ထွက်မယ်ဆိုပြီးတော့ကျွန်တော်စီစဉ်ထားတဲ့တခြင်းတွေရှိတယ်အဲရိုက်ရှင်တဲ့ဇက်ရှိရပေါ့နော်အဲ့အဲ့ဒါကြီးက ဒီဒီဒီနှစ်မှာအခုမှအချိန်ပြန်ကြလာတဲ့သဘောပေါ့ကျွန်တော်တော်တော်လေးတော့စောင့်လိုက်ရတယ်ခင်ဗျာဒီနှစ်ကတော့အကုန်တော့မဆိုနောက်နှစ်လို့ပြောလို့ရတယ်ပရိသတ်တွေကလည်းလာပြောရတယ်ခဏခဏလေးမျိုးဟိုပြန်မလုတော့ဘူးလားအရန်ပြောင်းနေတယ်ပေါ့နော်မျိုးစုံတခြင်းတွေလည်းထွက်ပါဦးဒီဇလန်းတွေလည်းပြန်ရေးပါအောင်လို့အများကြီးတော့လာပြောကြတယ်ဒါပေမဲ့ဟိုကျွန်တော်ရဲ့ gain ကလည်းမျိုးပေါ့နော်ဟိုရက်နေရမယ့်အချိန်တွေမှာဖြစ်ခဲ့တော့အခုတော့ရွှေ့ရမယ်ပေါ့ဗျာကျွန်တော်ကိုအမြဲတမ်းဟိုအချိန်တွေကြာကြီးအပေးနေခဲ့ကြတယ်ပရိသတ်တွေအများကြီးရှိပါတယ် ဟိုအဓိကတော့ဟိုပြောချင်တာလှက်လိုက်လေလေပေါ့နော်ရင်းနေရတယ်တကယ်ကျေးဇူးတင်ပါတယ်လို့ပေါ့နော်အဲကိုကရင်းတော့ဇလန်တွေရိုက်တဲ့တရုတ်ဆောင်ဆိုတဲ့ခါကျတော့ MRT4 နဲ့လည်းအဲကျွန်တော်ဆက်မရိုက်ဖြစ်ခဲ့ဘူးဒီရုပ်ရှင်ဘက်ကလည်းအဲ့လိုမျိုးဟိုရိုက်ဖို့အများကြီးပြင်ဆင်ခဲ့ပြီးမရိုက်ဖြစ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့2020လောက်မှာကျွန်တော်အကုန်လုံးကကျွန်တော်ပြန်ပြီးတော့တခြားပြန်ကြိုးစားမယ်ဆိုတဲ့အချိန်မှာအကိုပစ်ကလည်းဖြစ်သွားတော့အခုချိန်ထိကိုပေါ့နော်အေးအဲ့လိုလိုဒါပေမဲ့အခုမှကဲအဲ့လိုမျိုး မင်းပြန်လောက်တော့ဆိုတဲ့သဘောနေနဲ့အဲကျွန်တော်အခွင့်အရေးပြန်ပေးတာခင်ဗျာဟုတ်အဲ single ပါပဲ single ကတော့ဟိုပုပလင်ပြောရင်အရင်ကောင်လေးနဲ့ဟိုပြတ်သွားတယ်အခုချိန်ဒီ AC ပဲအဲတယောက်တည်းဘာမှကိုမရှိတာမထားဖြစ်တာပေါ့နော်အေးအေးစမ်းနဲ့ဟို AC ပဲချက်တာကတော့ချက်တော့ပါတယ်ခင်ဗျာဟိုကျွန်တော်ကတော့မူဖွန်လောက်ဖို့ခက်တယ်တဲ့မှာပါတယ်ပါတယ်ဆိုတော့ဟို AC သမားလည်းဖြစ်တယ်ပြီးတော့သိရမလားဟိုအရင် ဟိုဗျာဟိုအစားတင်းလိုက်တာမျိုးတို့အဲ့လိုမျိုးတိတ်ပြီးတော့ကျွန်တော်မလုတ်ဖြစ်ဘူးဘာသာရေးနဲ့ပဲကျွန်တော် AC အဲကိုကိုကိုပါကိုတရားထုတ်လိုက် AC ပဲနေခဲ့တဲ့ခါကျတော့ဟိုအဲ့ဒီကတော့အရင်ကတော့လည်းပြန်ပြောကျွန်တော်ပါဘူးကို AC ပဲဖြစ်နေပြီဆိုတဲ့ခါကျတော့ဆွဲလန်းရန်ကြီးရတဲ့မှာတော့မပါဘူးဒါပေမဲ့ဟိုကျွန်တော်ကဟိုဘယ်လိုပြောမလဲမပြောသလိုချစ်တော့ချစ်တတ်တယ်ဒါပေမဲ့ဟိုအရင်နောက်ကအသိမလိုက်သွားဘူးကအရင်ထဲမှာပဲချစ်ချစ်နေလိုက်တယ်သိရမလားအရင်အဲ့လိုမျိုးဟိုဟို ခံစားပြရတယ်မှာတော့မပါဘူးဟုတ်ဟုတ်ကိုနဲ့သိမသက်ဆိုင်လို့ခံစားရတယ်ကွာအလုံးလုံးဝရက်ထားတဲ့ချစ်ဆိုတဲ့ကိစ္စကြီးရောอืมအဲ့လိုတော့မလိုက်ဖြစ်တော့တော့ထင်တာပဲအရွယ်တစ်ခုရရောအတွေ့အကြုံရပါတော့เนาะဟိုကျွန်တော်အောင်မြင်အောင်တခြားပြန်လှုပ်ရှင်သေးတယ်ဟိုအရွယ်ကလည်းနည်းကြီးလာပြီပေါ့เนาะဆိုတော့အရင်တော့ကိုလှုပ်ရှင်ခဲ့တဲ့ဆန္ဒတွေကိုအခုဟိုကျွန်တော်အခွင့်အရေးတွေလည်းပြန်ရလာပြီဆိုတဲ့ခါကျတော့ဟိုအဲစူးစမ်းကျင်တဲ့စိတ်ပဲရှိပါတယ်ကျွန်တော်အခြေအနေတွေပါရလုံးဝခောက်တာလေကွာ လူပြိုးပြိုးမများတယ်ပြောလို့တော့မရဘူးဗျာเนาะစကားကကြုံတော့လည်းမကောင်းဘူးဒါပေမဲ့အခုကတော့ AC ပဲကျွန်တော် AK စားတွေကတော့ဘာမှပြောချင်တဲ့စိတ်တော့မရှိဘူးဟုတ်ကဲ့ပါကျွန်တော်ပရိသတ်တွေနဲ့လည်းအများကြီးလှမ်းဝင်နေကြကြပြီပေါ့เนาะအခုချင်းဒီကိုနှစ်တွေကြာကြီးအပေးနေကြကြတဲ့ပရိသတ်တွေအများကြီးကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်အခုသချင်းတွေလည်းဒီ၈လလောက်ကျွန်တော်ထုတ်ဖို့ကျွန်တော်ပြင်ဆင်နေပါတယ်ဟိုဇလန်းတွေလည်းကျွန်တော်ပြန်ရိုက်ဖို့ပေါ့เนาะအခုပြန်ပြီးတော့ပြင်ဆင်နေပါတယ်လို့ဆက်လက်ပြီးတော့အပေးကြပါအောင်လို့ပြောချင်ပါခင်ဗျာ